ကွမ်တုံမကောင်ကိုထုတ်ကုန်ပြပွဲတွင်စီးပွားရေးအခွင့်အလမ်းများရှာဖွေရန်မြမကိုဖိတ်ခေါ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်းမတ်သိတွေမြင့်တင်ဖို့နဲ့စီးပွားရေးအခွင့်အလမ်းတွေရှာဖွေဖော်ထုတ်ဖို့အတွက်အရေးပါတဲ့စဉ်ချမ်းတစ်ခုဖြစ်လာမယ်။ကွမ်တုံးနဲ့မကောက်အိုဒေတာကောင်းမတ်သိထုတ်ကုန်ပြပွဲမှာမြန်မာနိုင်ငံမှထုတ်ကုန်တွေပါဝင်ပြသဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။ ၁၉အကြိမ်မြောက်ကွမ်းသုံးနယ်မကောက်ဝဒေသကိုဝမ်မတ်သစိထုတ်ကုန်ပြပွဲ GMPPF ပြပွဲကို မကောက်ဝအထူးအုပ်ချုပ်ရေးဒေသအစိုးရမကောက်ဝကုံသွဲရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးအဖွဲ့နှင့်တရုတ်ပြည်သူသမ္မတနိုင်ငံကွမ်းသုံးပြည်နယ်ကုသန်းရောင်းဝယ်ရေးဌာနထို့မှခြင်းမူကမကောက်ဝမြို့မှာဇွန်လ24ရက်နေ့ကနေ28ရက်နေ့အထိကျင်းပမှာဖြစ်ပါသည် တရုတ်နိုင်ငံပြည်မာကြီးရဝန်းနယ်ပိုလန်မှာဒေတာတလျှောက်ကအာဆီယံနိုင်ငံတွေအကြားကုန်သွယ်မှုမြင့်တင်နိုင်ဖို့မကောဝသေတာအနေနဲ့မြန်မာနိုင်ငံမှပြပွဲမှာလာရောက်ပြသမဲ့လုပ်ငန်းတွေရဲ့အတွက်ရှော့ပေါ်တက်တာခွင့်ရခွင့်လန်းတွေပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ထားချောင်းမြန်မာနိုင်ငံမှာကုမ္ပဏီတွေအနေနဲ့မြန်မာပြာခန်းဧရိယာမှာပါဝင်ပြတာပြီးထုတ်ကုန်တွေအရောင်းမြင့်တင်ခြင်းနဲ့ရောင်းချခြင်းတွေပြုလုပ်နိုင်ဖို့ဖိတ်ကြားတာဖြစ်တဲ့လို့သိရပါတယ်။ 2024ခုနှစ်မှာပြုလုပ်ခဲ့တဲ့ GMBPF မှာလျှက်စစ်သုံးရှင်များအိမ်သုံးပစ္စည်းများအဝယ်အထည်သိပ္ပံနဲ့နည်းပညာဆိုင်ရာစံတေတီထွင်မှုထုတ်ကုန်များနေစဉ်သုံးပစ္စည်းများနဲ့လက်ဝှယ်ရတနာများအပါအဝင်အရေအသွေးမြင်ထုတ်ကုန်အမျိုးမျိုးပါဝင်ပြသခဲ့ပြီးပါဝင်တက်ရောက်သူဦးရေတသိန်းခန့် Business Mansion 400ခုပြုလုပ်နိုင်ခဲ့ကသဘောတူညီချက်65ခုအတွက်ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ် ယခုနှစ်အတွက်ပြုလုပ်မဲ့ GMPPF မှာပောင်းဝင်ပြတာလူသူတွေအတွက်ရှော့ပေါ်တတ်တာခွင့်အခွင့်လန်းတွေပံ့ပိုးပေးသွားမှာဖြစ်တာကြောင့်မြန်မာနိုင်ငံမှာပောင်းဝင်ပြတာလူသူတွေအနေနဲ့မြန်မာကုံတွမ်းမှုမြင့်တင်ရေးအဖွဲ့ကုံတွမ်းမှုဖွံ့ဖြိုးရေးဌာနခွဲကိုဆက်သွယ်ဆောက်ရွက်နိုင်တယ်လို့သိရပါတယ်ရှင်။